2025ခုနှစ်မေလ9ရက်နေ့လဲတဲ့တုညတုညနာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်အခြေအနေကပ်ပလီပင်လယ်ပြင်မင်္ဂလာပင်လယ်အော်တောင်ပိုင်းနှင့်အလဲပိုင်းတို့တွင်တိမ်အထင်အင့်မှတိမ်ထူထက်နေပြီးမင်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည်ယနေ့ညနေအထီးခံမှန်းချက်နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းခရီးပြည်နယ်ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်တိမ်အထင်အင့်ဖြစ်ထွန်းပြီး တနင်္လာရီတိုင်းဒေသကြီးတွင် နေရာစိတ်စိတ်ကချင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်နှင့်တို့တွင် နေရာကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရနှုံ80ဖြစ်ပါသည်မြမပင်လေပြင်းလှိုင်းနေငယ်မှလှိုင်းအတင်တင်ရှိမီလှိုင်းမြင့်မှမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်လေးပေမှ10ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထီးခံမှန်းချက်တိမ်အတင်းတင့်ဖြစ်ထွန်းမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထီးခံမှန်းချက်တိမ်အတင်းတင့်ဖြစ်ထွန်းမည်။ ရန်ကုန်ကုံမြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်တိမ်အသင့်အင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးနှဲငယ်ရွာနိုင်ပါသည်ရွာရင်ရာနှုန်း60ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်တိမ်အသင့်အင့်ဖြစ်ထွန်းပြီး